ပဲခူးတိုင်းတာယာဝရီခရိုင်မင်းလာမြို့နယ်ထောင်ကျန့်ကျေးရွာအုပ်စုတောင်ပြည့်ရွာနီးမှာမနေ့ကဇွန်လ20ရက်နေ့မနက်၄နာရီလောက်ကနှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့တော်လန်ရေးတပ်ဖွဲ့ဝင်9ဦးထပ်မံကြာဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကအင်အား400ဝန်းကျင်လောက်နဲ့အလွန်ကျွန်ဆင့်ရာသုံးပြီးတောင်ပြည့်ရွာနဲ့နီးတဝိုက်မှာတက်ဆွဲထားပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ။အဲဒီထိတွေ့တိုင်ပွဲမှာစစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကိုအရှင်ဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့အခြားသေဆုံးရဲဘော်2ဦးရဲ့အလောင်းကိုတော့တော်လိုင်းတပ်ဖွဲ့တွေကပြန်လည်ယူဆောင်နိုင်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်အင်အားနည်းတဲ့ထင်ပြီးသွားတိုက်တဲ့အချိန်မှာအင်အားကရာချီနေတော့ဂျားညက်တိုက်ခိုက်ခံရသလိုဖြစ်ပြီးကြာဆုံးများသွားတာ။ အရှင်ဖန်းခံလိုက်ရတာတွေ့တော့တော်သေးတယ်တွေ့ထားတာအသက်ခံလိုက်ရမယ်လို့မထင်ထားဘူးအခြားနှစ်ယောက်ကတော့အလောင်းပြန်ယူလာနိုင်တယ်လို့သိရတယ်လို့မင်းလာခြေဆိုင်တော်လိုင်းတက်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်စစ်ကောင်စီ lobby Telegram channel တွေကနေပြီးတော့မင်းလာတိုင်ပွဲမှာအလောင်းငါးလောင်းရရှိကြောင်းပြောဆိုရာကတဆင်ရဲဘော်တွေအရှင်ဖန်းစီတက်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်စစ်ကောင်စီတက်ကအရှင်ဖန်းစီကတက်ဖြတ်ခဲ့တဲ့ရဲဘော်၅ဦးမှာ တာယဝရီခရိုင် PDF တရင်3 3833တရင်ကဖြစ်ပြီးလက်ရှိမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့တောင်ပြည့်ရွာကိုစစ်ကောင်စီကမီးတင်ရှို့နေတယ်လို့သိရပါဗျ။မင်းလာမြို့နယ်အတွင်းရှိစစ်ရေးချေနေမှာပြင်းထန်နေပြီးစစ်ကောင်စီရဲ့တပ်မ66တပ်မမှုကိုတိုင်ခလာရတ်တရင်မှာကြီးကြပ်ကုတ်ကဲနေကတင်ကားတွေကိုပါအုံပြူပြီးတော့ဘကိုးရုံမှအတွင်းကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။